ျွန်တော်ရမရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့လုံးပိုင်တော်ရည်နီးနဲ့နှလုံးပေါင်းရှင်းအတန်တော်ရည်နီးကိုကျွန်တော်ပြန်လည်မြောက်ပြီးတော့မှာဖြစ်ပါတယ်လုံးပိုင်တော်နီးကိုကျွန်တော်အရင်ဆုံးလေ့လာကြအောင်ပါနော်လုံးပိုင်တော်နီးသင်ပြသားပြီးမှကျွန်တော်နောက်ထပ်မှနှလုံးပေါင်းရှင်းအတန်ကိုဆက်ပြီးလေ့လာကြည့်မယ်ပါနော် okay နံပါတ်1အနေနဲ့ကျွန်တော်ဒီ6 4 3တပင်ကနေ6 6 3တပင်ကိုလေ့လာကြည့်အောင် လေးက3ကြိမ်ဆိုတဲ့အတွက်ဆက်နှစ်ပေါ့နော်နှစ်3ပေါင်း9 9နဲ့6ပေါင်း7တင်းနဲ့6ပေါင်းရှင်900လေးပေါ့နော်ဒီ9နဲ့6နဲ့ပေါင်းတာ7တပန်းဒီ9နဲ့တင်းနဲ့ထပ်ပေါင်းတော့ပေါင်းရှင်800လေးအတွက်ကြောင့်မို့8လုံးပိန်ဖြစ်ပါတယ်နောက်ထပ်တစ်ပြည်မှာ863ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ8လုံးပိန်ကထိတ်စီနေရာက ရှားပေးသွားခဲ့တာဖြစ်ပါတယ်8လုံးပိန်မှာ863ပေါ့နော်တပန်းကျွန်တော်ဒီ863တပင်ကနေအပေါ်အတွင်းဒီအတိုင်းပဲ ဒီနှစ်တော်များကုတပင်ကိုလေ့လာကြည့်အောင်ရှား38ရှင်းတဲ့နှစ်ပေါင်း30ကိုသုံးပေါင်းရှင်းက12ရာတွေပါနော်လေးနဲ့6ပေါင်းရှင်း30နှစ်နဲ့တော်များနဲ့ပေါင်းတော့ပေါင်းရှင်း2ရာတွေအတွက်နှစ်လုံးပိုင်ဖြစ်ပါတယ်ရှင်းရှားသုံးပြီးတော့နှစ်တော်ညာကိုဆိုတဲ့အတွက်ကျွန်တော်ဒီနှစ်လုံးပိုင်ဒီထိတ်စီးနေရာကခြာပေးသွားတာဖြစ်ပါတယ်နောက်ထပ်နံပါတ်3 ဒီနှစ်တော်များကိုတပင်ကနေခွန်ခွန်ကိုတပင်ကိုလေ့လာကြည့်မယ်ဒီကို3ပေါင်း7နှစ်နေ5ပေါင်းတာခွန်ရှောင်းနေရှောင်းပေါင်း7နှစ်ခွန်နှစ်ထပ်ပေါင်းတော့9ဆိုတဲ့အတွက်ကြောင့်မို့ကိုလုံးပိန်ဖြစ်ပါတယ်ခွန်ခွန်ကိုရှားပေးသွားခဲ့တဲ့အတွက်ကျွန်တော်ဒီလုံးပိန်ကိုဒီအပိတ်နေရာကရှားပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်၄ပေါ့နော်ဒီနေ့အတိုင်းပဲဆက်ပြီးပေးမပေးလေ့လာကြည့်အောင် ခွန်သုံးလေး၂၁တဲ့ကိုကိုပေါင်း၁၀နေ့တလုံးကျန်နေပါတော့ကိုနဲ့ဒီ၆ပေါင်းတော့15နေနဲ့၅ပေါင်းရှင်းခုနှစ်ရတဲ့အတွက်ခုနှစ်လုံးပိန်ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာကခွန်၃ည၃ညဆိုတဲ့အတွက်ကျန်တော့ရသွားတဲ့ဒီခုနှစ်လုံးပိန်ကထိစီးနေရကခြားပေးသွားခဲ့တာဖြစ်ပါတယ်နောက်ထပ်နံပါတ်5ပေါ့နော်ဒီ998ခွန်၃ည၃ညဆိုတဲ့အတွက်9နဲ့ဒီ9ပေါင်းရှင်း30 တင်းနဲ့ရှောင်းပေါင်းရှင်ခုနှစ်ဆိုတဲ့အတွက်တုံများနဲ့ခွန်ပေါင်းတော့ပေါင်းရှင်ခုနှစ်ခုနှစ်လုံးပိုင်ဖြစ်ပါတယ်3ခွန်ခွန်ရှားပေးသွားခဲ့တဲ့အတွက်ကျွန်တော်ဒီခုနှစ်လုံးပိုင်ကအလေနဲ့အပိတ်နေရာမှာရှားပေးသွားခဲ့တာဖြစ်ပါတယ်နံပါတ်6ခွန်ကတ၄ချိန်28ရှင်းနဲ့၄ပေါင်းစနစ်နေနဲ့၅ပေါင်းရှင်းကခုနှစ်ဖြစ်ပါတယ်တင်းနဲ့၆ပေါင်းခွန်ခွန်ခွန်တပ်ပေါင်းတော့ပေါင်းရှင်း၄ရတဲ့အတွက် လဲလုံးပိန်ဖြစ်ပါတယ်။နောက်ထပ်တစ်ပိန်မှာကရှက်ကိုလဲဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့ဒီလဲလုံးပိန်ကအပိန်နေရာကဖြစ်ပါတယ်။လဲလုံးပိန်ရှက်ကိုလဲပေါ့နော်။နံပါတ်9ဒီကိုက3ချိန်29ခွန်လေးပေါင်း71တင်းနဲ့တစ်ပေါင်းနဲ့နင်းငါပေါင်းရှင်9ရမယ်ပေါ့နော်။3နဲ့6ပေါင်းရှင်9ခွန်နဲ့9နဲ့ထပ်ပေါင်းတော့ပေါင်းရှင်16 6လုံးပိန်ရတာဖြစ်ပါတယ်။ နားထားတဲ့ပြင်မှာက9 6 3ဖြစ်ပါတယ်6လုံးပိန်ဒီအလဲထိန်နေရာကရှားပေးသွားခဲ့တာဖြစ်ပါတယ်နံပါတ်7 6 3 48 5ပေါင်းရှင်း7ရှင်းနဲ့7ပေါင်း76 6နဲ့တီ3ပေါင်းရှင်း9နေနဲ့6နဲ့ပေါင်းရှင်း7ဆိုတဲ့အတွက်9နဲ့7နဲ့ထပ်ပေါင်းတော့19ခုနှစ်လုံးပိန်ရတာဖြစ်ပါတယ် နောက်ထပ်တစ်ပြင်မှာ68ခုနှစ်ဆိုတဲ့အတွက်ခုနှစ်လုံးပိုင်အပိတ်နေရာကခြားပေးတွားခေတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်9ဖြစ်ပါတယ်နံပါတ်9မှာကျတော့အဒီရှိတီနဲ့3ချိန်နဲ့ဆက်လေး6နဲ့4ပေါင်း30ခွန်3ပေါင်း30ဖြစ်ပါတယ်6နဲ့6ပေါင်း7နှစ်နှစ်လုံးပိုင်ရာမှာဖြစ်တယ်ဗောနော်3မြန်နဲ့2ပေါင်းတော့နှစ်နှစ်လုံးပိုင်မှာနှစ်နှစ်ခွန်ခြားပေးတွားခေတာဖြစ်ပါတယ် ဒါကြောင့်မို့ဒီနေ့လုံးပိုင်းကထိတ်စီနဲ့အလဲထိုင်နေရမှာရှေ့အပူဖြစ်ပါတယ်ဗောနော်နံပါတ်30နေ့3ချိန်6ဒီရှောင်းနဲ့ရှောင်းပေါင်း7နေ့နဲ့ရှေ့ပေါင်း30ဒီမှာ9နှစ်တလုံးကျန်တာဖြစ်ပါတယ်9နဲ့ရှောင်းပေါင်း71 9နဲ့3နဲ့ထပ်ပေါင်းတော့ပေါင်းရှင်း6ဖြစ်ပါတယ်ရှေ့လုံးပိုင်းမှာနေ့နဲ့ခွန်ပြီးတော့388ဖြစ်ပါတယ်ဒါကြောင့်မို့ရှေ့လုံးပိုင်းအလဲနဲ့အပိတ်နေရမှာနောက်အပူချပေးသွားတာဖြစ်ပါတယ်နံပါတ်7 ရှစ်က၄ချိန်ရှင်းလေးဒီ30နှစ်နင်းတဲ့တပေါင်း300ရာတာဖြစ်ပါတယ်။ပြီးရင်ဒီတင်းနဲ့ချောင်းနဲ့ထပ်ပေါင်းတာခုနှစ်ဆိုတဲ့အတွက်ခွန်3ပေါင်း30တောင်ညာအလုံးပိန်ဆိုပြီးရာတာဖြစ်ပါတယ်။သူရှားပြီးတော့ကသုံးတောင်ညာ6ဆိုတဲ့အတွက်ကျွန်တော်ဒီတောင်ညာအလုံးပိန်ဒီအလဲထိန်ညာကရှားပြီးသွားခေတာဖြစ်ပါတယ်။ဒီနေ့အတိုင်းပဲထပ်ပြီးရှားပြီးသွားခေမယ်ဆိုရင်ပေါ့ကျွန်တော်ဒီမှာ ဒီ989ပေါင်းတာစနစ်36ပေါင်းကိုနင်းနဲ့9ပေါင်းတော့ပေါင်းရှင်းစတိရတဲ့အတွက်ဒီ30ချိန်မှာတင်းလုံးပိန်ဆိုပြီးရနေတာဖြစ်ပါတယ်ဒါဒီကျွန်တော်20အရာဖြစ်ပါတယ်ဗောနော်ဒီနေ့တိုင်းပဲကျွန်တော်တပြင်ချင်းပြပြထားတာ6လုံးပိန်မှာ ရှင်းလျှောက်တော့နှစ်လုံးပိန်မှာနှစ်တော်များကို999ခွန်တော်များတော်ည3000ဗောနော်ပြီးရင်89လေးလေးအပိတ် ခြောက်အတလုံးအလဲခုနှစ်ကအပိတ်နှစ်ကထိစီနဲ့အလဲထိုင်ရှစ်ကအလဲနဲ့အပိတ်သုံးညကအလဲပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်တစ်လုံးပိန်ဆွေးပြီးရနေတာဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်တို့ဒါကနှလုံးပေါင်းရှင်းအတန်ဖြစ်ပါတယ်ခင်ဗျာပဲတိုတယ်ဖြစ်ပါတယ်နှလုံးပေါင်းရှင်းပြည်လို့လေးပြောမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ condition ချောင်းချောင်း၅ကနေ၉ချောင်းနှစ်တပင်ကို လေ့လာကြည့်အောင်ပေါ့နော်နှလုံးပေါင်းရှင်းအတန်ဒီနဲ့ ခွန်ရှောင်း၅ဖြစ်ပါတယ်။အဲ့ဒီမှာ၉ရှောင်းနှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ကဏ္ဍနှလုံးပေါင်းရှင်းသည်ဒီ၉နဲ့၆နဲ့ပေါင်းတော့15ပေါ့နော်ငါအတန်ချပေးသွားတာဖြစ်ပါတယ်ငါပြိတ်ပေါ့နော်โอเคနောက်ထပ်ဒီ9ชั่วနှစ်မှာဒီ nation နဲ့9ชั่วနှစ်ဆိုတဲ့အတွက်လေးထိတ်ကိုမူတည်ပြီးတော့လေးတစ်ခုရှင်းစီလျှော့လိုက်တာပေါ့เนาะလေး၃နှစ်မှာ တုံညာလေးလေးဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာဆိုရင်တုံညာနဲ့လေးပေါင်းချင်းလေးပရိဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာ9 3 6တုံညာလေးလေးဆိုတဲ့အတွက်ဒီ9ကိုတည်ပြီးတော့9လေး3နှလုံးပေါင်းချင်းအတန်ယူမှာပေါ့နော်။သူချပေးသွားတာကနင်းနစ်တဲ့ဆိုတဲ့အတွက်နှလုံးပေါင်းချင်းအတန်အနည်းနဲ့နင်းနဲ့နစ်ပေါင်းတော့ပေါင်းချင်းလေးပရိဖြစ်ပါတယ်။ ပြီးတော့နိဒတ်တပောင်းရှင်လဲ၃အပရိသပြီးတော့ပရိနခုအတန်နခုရှားပေးသွားတယ်ဗောနော်ဒီတိကုံမူတည်ပြီးတော့တိတုံညာကိုအတန်ဖြစ်ပါတယ်ရှင်လေး၃ဆိုတဲ့အတွက်ကြောင့်မဟုတ်အဲ့ဒီမှာတော့ကျွန်တော်ရှင်နဲ့၃နဲ့ပေါင်းရှင်တိပရိဖြစ်ပါတယ်ထိတ်စီနဲ့အပိနဲ့ပေါင်းရှင်တိပရိဗောနော်နောက်တစ်ခုဒီ၆ကုံမူတည်ပြီးတော့ကျွန်တော်၆၅၄ဆိုပြီး တစ်ခုရှင်းချောလိုက်တာပေါ့နော်နောက်ထပ်တစ်ပြင်မှာရှင်းချောသုံးဆိုတဲ့အတွက်နှလုံးပေါင်းရှင်းအတန်အနေနဲ့ဒီရှင်းနဲ့ချောပေါင်းရှင်း14အတန်ပေါ့နော်လေးပရိချပေးသွားတာဖြစ်ပါတယ်တုံညာသလုံးကိုမူတည်ပြီးတော့တုံညာ9ရှင်းနှလုံးပေါင်းရှင်းအတန်မှာနှစ်တုံညာ9ဖြစ်ပါတယ်ဒါကြောင့်မို့နင်းဒီတုံညာနဲ့9နဲ့ပေါင်းရှင်း9အတန်ဖြစ်ပါတယ်ခင်ဗျာ9ပရိဖြစ်ပါတယ် နောက်ထပ်ခွန်3တောင်ညာနှစ်တောင်ညာကိုဆွေတဲ့ခုနှစ်ကုန်မူတည်ပြီးတော့ခွန်ချောင်းကတဲ့နှလုံးပေါင်းရှင်းအတန်ဖြစ်ရမယ်ပေါ့နော်ခွန်ခွန်6ဆိုတဲ့ဒီခွန်ချောင်းငါးထဲကခွန်9အတွဲ6ပြိချပေးသွားတာဖြစ်ပါတယ်နောက်ထပ်နံပါတ်7ပေါ့နော်ဒီ7တုံညာခွန်ခွန်ခွန်6ဆိုတဲ့အချက်ခွန်6ကနန်းနှလုံးပေါင်းရှင်းပြိဖြစ်ပါတယ်ခွန်တုံညာတုံညာဆိုတဲ့အဲ့ဒီမှာ ခွင်တဲ့တုံညာရဲ့အဲ့ဒီနှလုံးပေါင်းရှင်ခုနှစ်ပရိဖြစ်ပါတယ်။ Okay နောက်ထပ်ငါးတလုံးကိုမူတည်ပြီးတော့ငါး၄ကဏ္ဍနှလုံးပေါင်းရှင်အတန်ဖြစ်ပါတယ်။၃ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့ခွန်ခွန်ပေါင်းရှင်၄အတန်ချပေးသွားတာဖြစ်ပါတယ်။ခွန်ခွန်ပေါင်းရှင်၄ပရိဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်ဒီရှစ်ထိတ်ကိုမူတည်ပြီးတော့ရှစ်ခွန်6 နှလုံးပေါင်းရှင်းအတံမှာရှစ်ကိုလေးဆိုတဲ့အတွက်ကြောင့်မို့ဒီရှင်းနဲ့ကိုပေါင်းရှင်း16အတံချပေးသွားတာဗောနော်ခုနှစ်ပရိချပေးသွားတယ်ဒီအလျက်တစ်လုံးဖြစ်ပါတယ်ဗောနော်ရှစ်တစ်လုံးကိုမူတည်ပြီးတော့အချက်ခွန်6ကဏ္ဍတစ်လုံးပေါင်းရှင်းပရိမှာ5 6 3ဆိုတဲ့အတွက်ကြောင့်မို့ဒီ5 3ပေါင်းရှင်း10ပရိချပေးသွားတာဗောနော်ကဏ္ဍတစ်လုံးပေါင်း5နဲ့3ပေါင်းရှင်း10ပရိဖြစ်ပါတယ် ခဏိကုံမူတည်ပြီးတော့ခွန်ချောင်းကကနန်းနှလုံးပေါင်းရှင်ပြိမ်မှာခြားပြီးသွားတာက6 8ခုနှစ်ဆွေတဲ့အတွက်ကြောင့်မို့6ခုပေါင်းရှင်သည်15ပြိမ်ဖြစ်ပါတယ်6ခုပေါင်းရှင်5ပြိမ်ပါနော်โอเคဒီနေ့တိုင်းပဲဒီမှာ6တလုံးကိုမူတည်ပြီးတော့6 5လေးကနန်းနှလုံးပေါင်းရှင်အတန်မှာနိနိခွန်ခြားပြီးသွားခဲ့တဲ့အတွက်ကြောင့်မို့နိနိနိပေါင်းရှင်၄ပြိမ်ဖြစ်ပါတယ် โอเคနောက်ထပ်ဒီ266နိနိခွန်ဆိုတဲ့အတွက်ဒီနိကုံမူတည်ပြီးတော့နိတိတုံမြခဏနှလုံးပေါင်းရှင်အတန်ပေါ့နော်388ဆိုတဲ့အတွက်ကြောင့်မို့3နဲ့7ပေါင်းရှင်တိပရိဖြစ်ပါတယ်နောက်ထပ်လေနိတိတုံ388ဆိုတဲ့အတွက်ဒီနိကုံမူတည်ပြီးတော့နိတိတုံညာခဏနှလုံးပေါင်းရှင်အတန်ပါ3တုံညာ9ဆိုတဲ့အတွက်ဒီ3နဲ့ဒီ9နဲ့ပေါင်းရှင်39အတွဲနှလုံးပေါင်းရှင်နိပရိဖြစ်ပါတယ် ဒီ30ချိန်မှာလည်းဒီ95339ဖြစ်တဲ့အတွက်နှစ်ထိတ်ကိုမူတည်ပြီးတော့နှစ်တုံညနှလုံးပေါင်းခြင်းအတန်ဖြစ်ပါတယ်။ဒါဒီကျွန်တော်တို့အတွက်ဒီအရာဒီဟာလေးဒီလိုလင်းချပေးနေတယ်ဆိုတော့လေကျွန်တော်မိတ်ဆွေများသိအောင်ပြန်လည်မြောက်ပြီးရှင်းဖြစ်ပါတယ်။နောက်ထပ်နှလုံးပေါင်းခြင်းအတန်ပရိတ်လေးလုံးမှာဆိုရင်သူကအပူးဆွေတော့ပြတ်တယ်ပေါ့နော်။ Okay ဒီမှာအပူးမဟုတ်တာဆိုရင်အပူးမှာပြန်လည်ပြတ်တာရှိတယ်။ဒီ68ခွန်တပင်မှာ အပူမဟုတ်ပဲနဲ့တပင်ဖောက်သွားတယ်ပေါ့နော်ပြီးတော့နိနေခွန်388 33မြောက်ကုန်းမှာ3ပင်စလုံးတောက်ချက်ပေးလာခဲ့တယ်။ဒီတစ်ပတ်မှာခွန်8နှင်းကနှလုံးပေါင်းရှင်းအတန်ဖြစ်ပါတယ်။ဒီနိတိတုံညရဲ့ခွန်8နှင်းကဖြစ်ရမယ်ပေါ့နော်။ကနန်းနှလုံးပေါင်းရှင်းအတန်ဖြစ်ပါတယ်။နောက်ထပ်တစ်ခုနောက်ထပ်တစ်ခုက ပုံတေနိလေးရှိကိုကနန်းနှလုံးပေါင်းရှင်းအတန်ဖြစ်ပါတယ်။ဒီမှာတော့ပုံတူအနေနဲ့အာနိနိပရိပုံတူတယ်ပေါ့နော်။ နှလုံးပေါင်းခြင်းအတန်ဖြစ်တဲ့အတွက်ကျွန်တော်ပုံသူယူတာတိတ်အားမပေးဘူးပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီ30ချိန်မှာတော့ကျွန်တော်ဒီ long pain 20အရာတိတ်လုံးပိန်ဖြစ်ပါတယ်။ဆက်ပေးမပေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။